ီကနေ့ဒေသနာရဲ့ကောင်းစဉ်ကတော့ရက်ရောခြင်းသုံးဆင့်ရက်ရောခြင်းသုံးဆင့်ရက်ရောတယ်ဆိုတာကတော့ကျွန်တော်တို့ယုံကြည်သူတွေအတွက်အလွန်အရေးကြီးတဲ့စိတ်နေသဘောထားဖြစ်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကအင်မတန်ရက်ရောတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုသိရတယ်။အဲတော့ရက်ရောတဲ့ဖခင်သခင်ရဲ့သားသမီးတွေလည်းဘာဖြစ်ရမလဲ။ ရက်ရောဖို့လိုပါတယ်အဲ့တော့တမန်ကျမ်းစာရဲ့တုံတင်ချက်တွေအားဖြင့်ကျွန်တော်တို့ရဲ့ရက်ရောခြင်းတွေကိုပြန်လည်စဉ်းစားရအောင်အခြေပြုကျမ်းပိုက်လေးနှစ်ပိုက်ရှိပါတယ်လူကာခန်းကြီး6အပိုင်ငယ်38သူတပါးအားပေးကြလော့ပေးလျင်သူတပါးသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချင်းယုံမြမကတိတ်နှက်လျက်လှုပ်လျက်ရှံလျက်ရှိခြင်းနဲ့ သင်တို့ယင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျဉ်ချိန်တင်းပမာဏနှင့်သင်တို့သည်သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုခံရကြမည်ကျွန်တော်တချင်းလေးတစ်ပုတ်ဆိုဘူးတယ်ဗျအဲ့ဒါကကြာလာပြီအဲ့တချင်းကအဲ့တချင်းကဘလို့တန်းစင်လဲဆိုပေးလို့ရလိမ့်မည်ဆိုတဲ့ဟာလေတချင်းလေးကအရန်ကောင်းတယ်စန်းစာနဲ့ညီတယ်စန်းစာကပြောလဲပေးတယ်ပြန်ရမယ်တဲ့ ရိုးရိုးလေးပဲပေးပါတဲ့ပြန်ရမယ်သူတပားကိုပေးရင်သူတပားကတင်တို့ကိုပြန်ပေးလိမ့်မယ်အဲ့တော့ဘသူကအရင်လောက်ရမှာလဲကိုကအရင်လောက်ရမှာကိုကအရင်ပေးရမှာဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အတ္တတာမှာခရိယအသက်ရှင်မှုရဲ့အထွတ်ထိပ်ကပေးကမ်းခြင်းဖြစ်တယ်ကျွန်တော်တို့စာစာစင်စာအုပ်တွေတင်တဲ့အခါမှာ ယုံကြည်သူတွေကိုနောက်ဆုံးမှာနောက်ဆုံးမှာတင်တဲ့သင်ခန်းစာတစ်ခုရှစ်ရှစ်ခန်းတွဲမှာနောက်ဆုံးအခန်းအဲ့သင်ခန်းစာကပါဆိုပေးကမ်းခြင်းအကြောင်းဖြစ်တယ်ဆိုတော့ခရိယန်တယောက်ရဲ့အသက်ရှင်မှုအထွတ်ထိပ်ကပေးကမ်းခြင်းဖြစ်တယ်အဲ့တော့ပေးကမ်းတယ်လို့ပြောတဲ့အခါမှာဘလို့ပေးကမ်းခြင်းမျိုးကဝိညာဉ်သဘောဆန်တယ်လေဖရားလိုတော်နဲ့ညီတယ်လေကျွန်တော်ရဲ့ပေးကမ်းခြင်းကရောဘယ်အဆင့်တန်းကိုရောက်နေပြီလဲ ဒါကိုကျွန်တော်တို့ပြန်လဲသုံးသပ်ဖို့လိုတယ်။အဲ့တော့ပေးရမယ်ဆိုတာကိုတော့ခေါင်းထဲမှာထည့်ထားဖို့လိုတယ်။ပေးရင်ပြန်ရမယ်ဆိုတာကတမန်တော်ကပြောထားတဲ့ညမှာဖြစ်တယ်။စာလံ132ငွေ9မှာကယုဏစိတ်ရှိ၍ခြေငါတက်တော်သူသည် ကောင်းစားတတ်၏။တရားဆုံးဖြတ်ရာကာလ၌အောင်ခြင်းသို့ရောက်လိမ့်မည်။အဲ့တော့အောင်မြင်မှုရဲ့လျှို့ဝှက်ချက် ကောင်းစားခြင်းရဲ့လျှော့ဝှက်ချက်ကဂယုနာစိတ်ရှိပြီးချေးငါတက်ခြင်းဖြစ်တယ်လို့ပြောတယ်။အဲ့တော့ပြန်ပြောပြပါမယ်။ကျွန်တော်ရဲ့ဘဝမှာ သူတစ်ပါးကကိုယ့်ကို ပြန်ပြီးတော့ကိုလိုအပ်တဲ့အချိန်မှာကူညီမဆပေးဖို့ကိုဒုက္ခရောက်တဲ့အခါမှာသူတစ်ပါးတွေကကိုယ့်ကိုပြန်ပြီးတော့နော်ဂယုစိုက်လာဖို့ဆိုရင်ကိုကအရင်ဦးဆုံးသူတစ်ပါးတွေရဲ့လိုအပ်ချက်တွေကိုဂယုစိုက်ဖို့ ပေးပေးတတ်ဖို့ကူညီတတ်ဖို့လိုတယ်အဲ့တော့ကယူနာစိတ်ရှိတဲ့သူကသာလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်ကိုမြင်တယ်ကယူနာစိတ်ရှိတဲ့သူကသာပေးကမ်းဖို့ရန်အတွက်အမြဲတမ်းပြင်ဆင်တယ်အဲ့လိုကယူနာစိတ်ရှိလို့သူများကိုကိုကပေးကမ်းတတ်ပြီဆိုရင်လူဆိုတာကကောင်းစားတဲ့အခါရှိတယ် ဒုက္ခရောက်တဲ့အခါရှိတယ်။အမြဲတမ်းကြီးစင်ပြေနေတာမဟုတ်ဘူး။အမြဲတမ်းကြီးလဲဒုက္ခရောက်နေတာမဟုတ်ဘူး။အနေအမြင့်အတက်ကြရှိတယ်မလား။အဲ့တော့ကိုစင်ပြေတဲ့အခါသူများကိုကူညီလိုက်လို့ကိုဒုက္ခရောက်တဲ့အခါမှာကိုကူညီဘူးတဲ့သူတွေကကိုကို ပြန်ပြီးမလုပ်နိုင်လဲဆိုရင်ပြန်ပေးနိုင်တယ်။ပြင်းလျက်ရှံလျက်တိတ်လျက်ဆိုတဲ့စကားပါတဲ့အတွက်ကြောင့်ကိုကိုပြန်ပြီးတော့ပေးမဲ့အရာက ကိုပေးတာထက်တောင်များနေလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိဘညီကိုပေါင်းတို့ကိုကမစိုက်ပျိုးထားရင်အတိမစားရသလိုပဲကိုကစိတ်စေတနာနဲ့ဂယုဏစိတ်နဲ့သူတစ်ပါးကို ပေးထားတာမျိုး မရှိရင် ကောင်းစားခြင်းနဲ့အောင်မြင်ခြင်းဆိုတာဘယ်တော့မှရောက်လာမှာမဟုတ်ဘူးဆိုတာကို နားလေသိရှိဖို့လိုတယ်။အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့ရဲ့ရောစွာပေးတတ်ဖို့အကြောင်းကိုပြောချင်တာ ရဲ့ရောစွာပေးဖို့ရတဲ့အဆင့်ဘယ်နှဆင့်ရှိလဲ၃ဆင့်ရှိတယ်ပထမတစ်ဆင့်ကဘာလဲဆိုရင် မျှဝေခြင်းဖြစ်တယ်ကျမ်းစာလေးတစ်ပိုက်ဖတ်ပါမယ်လူကာခန်းကြီး၃အပိုက်ငယ်၁၁။ယောဟန်ကအင်ကြီးနှစ်ထည်ရှိသောသူသည်အင်ကြီးမရှိသောသူအားမျှစေ စားစရာ ရှိသောသူသည်လည်းထုံနီးတူပြုစေဟု ပြန်ပြော၏ဒီအကြောင်းအရာကို ကြည့်တဲ့အခါမှာကျွန်တော်နည်းနည်းလေးပို့ပြီးတော့မှ နားလည်အောင်ပြောချင်တယ်လူကာခန်းကြီး3ထဲမှာယောဟန်ကဒီစကားကိုမပြောခင်အပေါ်ပိုင်းလေးမှာနောင်တနဲ့ဆက်ဆိုင်သောအချင်းကိုကျင့်ကြာဆိုပြီးတော့မှလူအပေါင်းတို့ကိုယောဟန်ကဗတ္တိဇံမပေးခင်မှာဟောပြောတာတွေ့ရပြီးရင်လေအာကိုကိုကို အာဗြဟံရဲ့တားစီမြေးဆက်တီလို့မထင်တဲ့ เนาะအာဗြဟံရဲ့သားဖြစ်ဖို့ဘုရားသခင်ကကြောက်ခဲတွေကနေတောင်မှထုတ်နိုင်တယ်မဟုတ်ဘူးလားတစ်ပင်အောက်မှာပစိန်ထားထားတယ်အတိမသိရင်တော့ခုတ်ကလေးခံရမယ်ဆိုပြီးတော့မှအဲ့လိုမျိုးတွေတုံတင်နေတဲ့အချိန်မှာယောဟန်ကမင်းတို့အင်ကြီးနှစ်ထည်ရှိရင်တစ်ထည်ကိုပေးပါထိုးနီတူစားစရာကိုလည်းပေးပါလို့ပြောတယ်အဲ့ထဲမှာဘသူတွေပါလဲဆိုတော့အခွန်ခံတွေပါတယ် ကျန်တက်ဆရာတွေလည်းပါတယ်ဖာရိရှဲတွေလည်းပါတယ်တဘောကကောင်းတဲ့အကျင့်ကိုကျင့်တဲ့နေရာမှာမျှဝေခြင်းဆိုတာကဘလောက်အရေးကြီးလဲဆိုတာကိုတွေ့ရတယ်ကျွန်တော်တို့ကကောင်းတဲ့အကျင့်ကိုကျင့်နေပေါ့ဥပမာဆိုပါစို့ဖခင်เจ้าမှန်မှန်တက်တယ်ပေါ့အားစာရှောင်ဆုတောင်းတယ်ပေါ့ဒါမှမဟုတ်လည်းကျွန်တော်တို့ကခါတယ်လူထင်ကြီးအောင်လို့ကျွန်တော်တို့ဟိတ်ကြီးဟန်ကြီးနဲ့ရွှေတဲလဲငွေတဲလဲနဲ့နေတယ်ပေါ့ဒါပေမဲ့အဲ့ဒီလူကဘာမှမျှဝေတဲ့ ူမဟုတ်ဘူးအင်ကြီးနှစ်ထဲရှိရင်တော့တစ်ထဲမပေးတတ်ဘူးအဲ့ဘီရိုထဲမှာတော့အင်ကြီးတွေကတော့အပြည့်ရှိတယ်ဘသူကိုမှမပေးဘူးနော်ဘန္နာတိုက်ထဲမှာပတ်စံတွေတော့အပြည့်ရှိတယ်ဘသူကိုမှမပေးဘူးစုတွေလည်းအရန်တောင်းတယ်ဒါပေမဲ့စင်းရဲသားတွေတွေ့ရင်ကူညီခြင်းစိတ်မရှိဘူးညှဝေခြင်းစိတ်မရှိဘူးအဲ့လိုမျိုးလူမျိုးကတီလာနဲ့ပြည့်တယ်လို့မပြောဆိုတော့တီလာနဲ့ပြည့်တယ်ဆိုတာ ဘလောက်အစာရှောင်တယ်လဲဘလောက်ဆူတောင်းတယ်လဲဘလောက်ဖျားချောင်းတက်မှန်တယ်လဲဆိုတာ ਨੇ ကြည်တာမဟုတ်ဘူး။ဘာနဲ့ကြည်တာလဲဆိုမျှဝေခြင်းနဲ့ကြည်တာ။ sharing လုပ်အောင်မယ်။နှစ်ခုရှိရင်တစ်ခုပေးရမယ်။မုံနှလုံးရှိရင်တစ်လုံးကျွေးရမယ်။ရှိတာ ਨੇ ပေးတက်မျှတက်တဲ့ဒီလိုရက်ရောမှုမျိုးရှိမှသူ့ကိုဘာလို့ခေါ်လဲ။ကောင်းသောအကျင့်ကျင့်နေတဲ့သူလို့ပြောလို့ရတယ်။ hallelujah ယုံကြည်သူတွေကောင်းသောခြင်းခြင်းနေဆိုတာကိုမိမောင်းထိုးတဲ့အခါမှာမျှဝေခြင်းနဲ့ပြောပါတယ်။ဒါကရဲ့ရောမှုရဲ့ပထမအဆင့်ပဲရှိ။ဥမာအင်ကြီးနှစ်ထည်ရှိလို့တစ်ထည်ပေးလိုက်ရင်တစ်ထည်ကျန်တယ်လေ။အင်ကြီးဆယ်ထည်ရှိလို့တစ်ထည်ပေးရင်တော့ကိုးထည်ကျန်တယ်လေ။ခင်ဗျားဆယ်ထည်ရှိလို့ဘယ်နှစ်ထည်ကိုပဲပေးလိုက်ပေးလိုက်မျှဖို့လိုတယ်မောဆယ်လုံးရှိတယ်တလုံးကျွေးရင်လည်းရတယ်နှလုံးကျွေးရင်လည်းရတယ် တလုံးနဲ့ရှိလို့တချမ်းဖဲ့ပေးရင်လဲရတယ်ပြောချင်တာက ကိုလဲစားသူများလဲစားပါစေဆိုတဲ့သဘောမျိုး ကိုလဲနှွေးသူများလဲနှွေးပါစေလှပါစေကိုမှာရှိသမျှတဲကနေအနှဲငယ်လေးမျှပေးလိုက်လို့သူများအနှဲငယ်လေးရသွားတော့သူတို့အတွက်ကဘာကြီးဖြစ်သွားနိုင်သေးတယ်လေဟုတ်တယ်မလားကိုအတွက်ကတော့အများကြီးတဲကနေနည်းနည်းလေးပေးလိုက်ပေးမယ်မရှိတဲ့သူအတွက်ကတော့အဲ့ဒီနည်းနည်းလေးကဘာဖြစ်နေတတ်လဲ အများကြီးဖြစ်နေတယ်ကျွန်တော်တို့အခုလမ်းဘေးမှာသွားရင်တောင်စားတွေတအားပေါ်တာပဲကျွန်တော်အခုတလော့ဘတ်စကားလဲစီးတယ်လမ်းတွေလဲရှောက်တယ်တောင်စားနေတဲ့သူတွေအများကြီးတွေ့တယ်သူတို့ရဲ့ခွက်ထဲမှာကြည်လိုက်ရင်200တန်း100တန်းတထောင်တန်းမရှိပါဘူးမတွေ့ရပါဘူးအဲ့လိုမျိုးလူတွေကိုကျွန်တော်ကတထောင်တန်းပေးလိုက်မယ်ကိုယ့်စီမှာတထောင်တန်းတွေအများကြီးရှိရင်ရှိပေမဲ့သူတို့အတွက်ကိုပေးလိုက်တဲ့တထောင်ဟာ မျောလင်းချက်မဲ့တဲ့သူတကယ်လိုနေတဲ့သူတွေကတော့ကဘာကြီးလောက်ဖြစ်သွားနိုင်တာပဲကို့အတွက်ကတော့ဘာမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာဆယ်ခုရှိလို့ဘယ်နှခု ပေးမလဲဆိုတာကိုယ့်အကိုဆုံးဖြတ်ရတာဒါပေမဲ့မျှဝေတတ်တယ်ဆိုတဲ့စိတ်ကကိုပင်လင်ရရောတာပဲဖြစ်တယ်ပြန်ပြောပါမယ်မျှဝေတတ်တယ်ဆိုတာကပင်လင်ဘာဖြစ်တဲ့စိတ်လဲရရောတဲ့စိတ်ပဲဖြစ်တယ်ပေးချင်တာမျှပေးချင်တာ ကိုယ်မှာရှိတဲ့အရာကိုနော်အထဲကနေပြီးတော့မှနည်းနည်းလေးပဲဖြစ်ဖြစ်နော်ပေးလိုက်ချင်တာအဲ့လိုမျိုးစိတ်ကလေးကို မွေးဖို့လိုတယ်လို့ကျမ်းစာအားဖြင့်ကျွန်တော်သိရတယ်နောက်ပြီးတော့မှနော်နောက်ပြီးတော့မှကျွန်တော်ဖတ်ခြင်းတယ်အာတုတ်တန်16အငယ်20နှစ်မှာ လူသည်စေတနာရှိလျင်ဂျေဇူးပြုရာရောက်၏စင်ရဲသောသူသည်လည်း မူတာတုံးသောသူထက်တာ၍ကောင်း၏အဲ့မှာကျွန်တော်ပြကျင်တာကလူသည်စေတနာရှိလျင်ကျေးဇူးပြုရာရောက်၏တဲ့ဘလောက်ပဲပေးပေးဆယ်ပုံတစ်ပုံပဲပေးပေးဆယ်ပုံနှစ်ပုံပဲပေးပေးဆယ်တဲ့ရှိလို့အင်ကြီးတစ်ထည်ပဲပေးပေးအူတီတော့အတီပဲပေးပေးဘာပဲပေးပေးဘလောက်ပမာဏပဲပေးပေးဘာလို့လဲစေတနာစိတ်ရှိဖို့လို ဆိုတော့စေတနာနဲ့ပြုရင်တဲ့ဂျေစုပြုရာ ရောက်တယ်တဲ့ဟာလေလုယာသူများကိုကျွန်တော်တို့ကဂျေစုပြုခြင်းလေဆိုပြီးဘာစိတ်ရှိရမလဲစေတနာစိတ်ရှိရမယ်ဘလောက်ပမာဏလဲကိုပြောတာမဟုတ်ဘူးเนาะငွေကြေးဘလောက်ပမာဏလဲကိုပြောတာမဟုတ်ဘူးတခါလေကျွန်တော်တို့ကငွေကြေးနည်းလို့များလို့ဆိုအားငယ်မဟုတ်ဘူးငါပေးလိုက်ရင်နည်းနည်းလေးပဲဖြစ်မှာပါ မဟုတ်ဘူး ငါအများကြီးရှိမှပေးမယ်မဟုတ်ဘူးစေတနာပဲအဓိကဖြစ်တယ်စေတနာစိတ်ရှိပြီးပြုတဲ့အရာတိုင်းဟာသူများပေါ်မှာကျေးဇူးပြုရာရောက်စေတယ်တဲ့ဒါကြောင့်မလို့ချစ်တော်မိဘညီကိုမောင်တို့ကိုယ့်အတွက်အပန်းမကြီးတဲ့မျှဝေမှုလေးကသူများအတွက်ဘဝကြီးတစ်ခုလိုဖြစ်သွားပြီးတော့မှကျေးဇူးတင်လို့မဆုံးဖြစ်တယ်ဆိုရင်အဲ့ဒီ ရဲ့ရောမှုဟာမင်္ဂလာရှိအဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်เนาะကျေးဇူးတင်ခံကျင်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုယ်မှာဘာမှမပြောပါလောက်တဲ့အရာလေးကို သူများကို ပေးလိုက်တာအဲ့ဒီလူတွေကတော့ကျွန်တော်မပြောပါလောက်တဲ့အရာက သူ့အတွက် ကြီးမားတဲ့စုတစ်ခုလို့ဖြစ်တယ်ဆိုရင်ဝမ်းသာစရာအလွန်ကောင်းတယ်ဒါကြောင့်ကျွန်တော်ပြောချင်တယ်ဘလောက်ပမာဏပေးမလဲဆိုတာကိုယ့်အကူဆုံးဖြတ် ဒါပေမဲ့ဘလောက်ပဲပေးပေးပါရှိရမလဲစေတနာရှိရမယ်လို့ကျွန်တော်ကအလူပြောချင်ပါတယ်။ရဲ့ရောချင်းရဲ့ပထမအဆင့်ကပါလဲမျှဝေခြင်းဖြစ်တယ်။ဒုတိယအဆင့်ကပါလဲဆိုရင်စွန့်လွှတ်ခြင်းရဲ့ရောတယ်လို့ပြောတဲ့နေရာမှာခုနပြောသလိုရှိတဲ့အထဲကရှိတဲ့အထဲကနေကိုတက်နိုင်တဲ့လောက်ကလေးမျှဝေပေးလိုက်တာမုံနှလုံးရှိရင်တလုံးကျွေးလိုက်တာ ပန်းမကြီးပါလွယ်ပါတယ်ဒါတော့မှသူများတွေကခက်နေကြသေးတယ်အဲ့ဒီနှစ်ထယ်ရှိတာတစ်ထယ်ပေးလိုက်တာအပန်းမကြီးဘူးလို့ထင်ရပေမဲ့တချို့လူတွေကခက်တယ်ဒါပေမဲ့အခုနောက်တစ်ဆင့်တက်လာခါမှာရဲရောမှုကဘာဖြစ်လာလဲဆိုတော့ဆွန့်လွတ်တဲ့အဆင့်ဖြစ်လာကိုမှနှစ်ခုရှိတယ်နှစ်ခုစလုံးပေးလိုက်တာကိုမှနှစ်ထယ်ရှိတယ်နှစ်ထယ်စလုံးပေးလိုက်တာကိုစားเสียမကြံအောင် ပေးလိုက်တာကိုစားဖို့မရှိတော့တဲ့အခြေအနေထိရောက်အောင်ပေးလိုက်တာအဲဒီရဲ့ရောမှုကိုဘာရဲ့ရောမှုလို့ခေါ်လဲစွန့်လွတ်တော်ရဲ့ရောမှုလို့ခေါ်တယ်ရှင်လုကာ27အငယ်၄မှာအကြောင်းမူကားထိုးသူပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကနှုတ်၍ဖျားသခင်ဤအလူတော်ဘုံထဲသို့တွန်းချကြ၏ထိုမိမမူကားအလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာ ရှိသည်များကိုတောချလေပြီဟု မိန့်တော်မူ၏ကဲဒီညမှာကျွန်တော်ဒီအဖြစ်ပြက်လေးကဒီမုတ်ဆိုးမရဲ့ဒေနာဤနှစ်ပြားလှူတဲ့အကြောင်းပြောတာပိမန်တော်မှာလူတွေလာကြတယ်လှူကြလားလှူကြတယ်လှူကြတယ်ဒါပေမဲ့အများစုကဘလို့ရက်ရောမှု အစစ်မှာလှူကြလဲ မြောက်ဝေခြင်းဆိုတဲ့အဆင့်ပဲရှိတဲ့အထဲကကျွယ်ဝသောစီးစိမ်ထဲကနှုတ်ပြီးမှပေးတာနော်မြောက်ဝေတာတနည်းအားဖြင့်ရှိတဲ့အထဲကနေပြီးတော့မှ ကိုယ်စိတ်ပြထမ်းတဲ့အတိုင်းပေးနိုင်သလောက်ကလေးပေးတာဒါပေမဲ့ဒီမုတ်ဆိုးမှကြတော့ဘလောက်ပေးလဲရှိသမျှကို ပေးတာအလားအများကြီးပဲတဲ့ကဲဒီမျိုးသမီးစဉ်းစားကြည့်အောင်နော် သူ့မှာပါလာသည်မရှိသည်မကိုအကုန်လုံးပေးလိုက်ဖို့ရာအတွက်ဘေယာကသူ့ကိုနှိုးစော်တာလေရှိတဲ့ထဲကနေပြီးတော့မှနှစ်ပြားရှိတာကိုတစ်ပြားပေးရင်ရောမရဘူးလားရတယ်ဒါပေမဲ့နှစ်ပြားရှိတာကိုနှစ်ပြားစလုံးပေးလိုက်မယ်လို့ဘာလို့ဆုံးဖြတ်နိုင်ရတာလဲဘေယာကသူ့ကိုအဲ့လိုမျိုးဆုံးဖြတ်စေတာလေစဉ်းစားဘူးလားတော့မသိဘူးနော် အရန်အော်စရာကောင်းတယ်ကျွန်တော်လွန်ခဲ့တဲ့ဆယ်တန်းကြောင်းသားဘဝဒုံကဖြစ်ပျက်လေးကိုမှတ်မိတယ်ကျွန်တော်မင်းမနိုင်မှာနေတော့ညနေပိုင်းစန်တီညနေပိုင်းဆိုရင်ဒီအလုံကဟုံးလန်းနာကတထေးကုန်းဖျားကြောင်းမှာဖျားကြောင်းလာလာတက်တယ်ဘတ်စကားစီနှစ်ချက်ပေးရတယ်အောက်ဆိုင်ကဖျားကြောင်းအပြန်အောက်ဆိုင်စီးပြီဆိုရင်၅ချက်ဖြစ်သွားပြီအဲ့ဒီနေ့ဖျားရှိခိုးတဲ့ခါမှာ ဒေသနာဟောရစရာကဘာဟောမှန်းကျွန်တော်မမှတ်မိတော့ပါဘူးဒါပေမဲ့အဲ့ဒီနေ့ကအလူငွေကောက်တဲ့အခါမှာလေကျွန်တော်အိတ်ကထဲမှာရှိတဲ့အရာတွေအားလုံးပေးလိုက်တယ်တကယ်ပတ်စံအိတ်ထဲမှာရှိတဲ့အကုန်ပေးလိုက်တာကျွန်တော်ကားကမရှိတော့ဘူးအဲ့တော့အလုံးဟုံးလန်းကနေမင်းမနိုင်ကို ကျွန်တော်အဲ့ဒီနေ့ညလမ်းလျှောက်ပြီးပြန်ပေးချင်တဲ့စိတ်ကဖြန့်ဒီမှာဖြစ်တာ ရဲ့ရုံးမှုကအကုန်ပေးလိုက်ဖို့နိုးစော်တာကျွန်တော်မန်းလေးမှာသင်တန်းတစ်ခုမှာ အမေရိကကနေရောက်လာတဲ့ဒီလူငယ်တယောက်ပေါ့ကျွန်တော်ထဲတော့တက်ကြီးပါတယ်ဒါပေမဲ့ तू ကလူငယ်ရွယ်ပဲရှိသေးတယ် तू ကကျွန်တော်တက်သေးခံသူ့ကို तू များအလှငွေပေးတယ်ဖခင်ကနိုးစော်တယ်အလှငွေအိတ်ကို तू ဖောက်မကြည့်ဘူးတဲ့ဖခင်ကဘာပြောလဲ तू များကိုပြန်ပေးလိုက်လို့ပြောတော့ကျွန်တော်အဲ့ဒီအထုတ်လိုက်ကြီးကိုအိတ်လိုက်ကို तू များကိုပြန်ပေးလိုက်တယ် ခါလေးမှာကျွန်တော်ရဲ့ရက်ရောမှုကအဲ့လောက်ထိအဲ့လောက်အဆင့်ထိရောက်မလာတာဝမ်းနည်းစရာကောင်းတယ်ရှင်သမ ्या ကိုပေးလိုက်ပါအဲ့လိုမျိုးကျွန်တော်ဘယ်နှခါဖြစ်ဘူးလဲကဲပြောကြည့်စမ်းပါဟမ်ဒီကနေအိမ်ကလမ်းလျှောက်ပြီးပြန်လဲရတယ်လမ်းလျှောက်ပြီးပြန်မယ်ဖះเจ้าမငါအကုန်ပေးလိုက်မယ်ဘယ်နှခါဖြစ်ဘူးလဲကျွန်တော်တို့ဖះเจ้าမှာတခါဖြစ်တယ်နော်ဟိုးဆန်ရိတ်ညီငါလမ်းမှာဖះရှိခိုးတော့ဖះเจ้าငါဖို့ ဘတ်ဂျက်မရှိဘူးလှူကြပါတော့ကျွန်တော်တို့ဖခင်เจ้าငားဖို့ပတ်စံမရှိတော့ဘူးဆိုတဲ့ခါမှာအလူခံတာလေအဲ့ဒီတော့လေနဂတ်တွေဆွဲကြိုးတွေလက်စွပ်တွေချွတ်လှူကြတာနော်အဲ့ဒါအကောင်းဆုံးနေရောဟုတ်ရဲ့လားမသိပါဘူးရုရှားစိန်နေလားမသိစိန်လက်စွပ်တော့ပါအဲဆင်ငါပဲရည်ပြည့်နော်အဲ့လိုချွတ်လှူတာတွေကြုံဘူးတယ်ပြောချင်တာကရဲ့ရောတာ ဖယားကိုဘလောက်ချစ်တယ်လဲဆိုတာကိုပြတဲ့နေရာမှာမျှဝေခြင်းဆိုတဲ့ပုံစံနဲ့လဲပြလို့ရဒါတော့ကိုယ်အတွက်နည်းနည်းခြံထားရတာပေါ့ဆွလွတ်ခြင်းဆိုတဲ့ပုံစံကတော့လုံးဝရှိတဲ့အရာအားလုံးပေးလိုက်တာဒီနေရာမှာတော့ယေရှုကဘာပြောလဲအများကြီးပဲတဲ့အများကြီးပေးတယ် ချစ်တော်ညီကောင်မောင်တော်စင်းရဲလောက်နော်ပေးကြနဲ့နော်ခင်ဗျားတို့စင်းရဲသွားမှာကျွန်တော်မလိုလားဟုတ်တို့ channel เสียလူကလို့ကျွန်တော်မွေးသွားပါတယ်ဆိုရင်ဆရာတွေပြဿနာတက်နေမယ်သီလားလှူတာမလှူတာကိုပိုင်းနော်နှိုးစော်ရမှာ ကျွန်တော်တို့ပိုင်းစေတနာနဲ့လူတဲ့ရဲ့ရောမှုမှာဘလို့ပုံစံမျိုးအထိပြီးလူမလဲဆိုတာကိုယ့်အပိုင်းပဲဖြစ်တယ်။ကောရင်သူဒုတိယဆောင်ခန်းကြီး၈ပိုင်းငယ်နှစ်မှာ ထိုသင်းတော်တို့သည်ညှင်းဆဲခြင်းအဖြစ်များစွာသောစုံစမ်းခြင်းကိုခံရတော်လဲအလွန်ကြီးသောဝမ်းမြောက်ခြင်းနှင့်ဥစ္စာ ပြုံးတီးသောစင်ရဲခြင်းအကြောင်းသည်သူတို့၏စွန့်ကြဲပေးကမ်းခြင်းစည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏ဟာလေလုယာရှင်ပေါလုကကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကို ပေးလှူဖို့ရန်နှိုးဆော်နေတာရှင်ပေါလုလည်းနော် အလူတန်းနဲ့ပတ်သက်ပြီး तू လဲနှိုးစော်တယ်အလူလဲခံတယ်အလူငွေတွေကိုတိမ့်ပြီးတော့ तू ကယေရုရှလင်အသင်းတော်ကိုပို့တယ်အဲ့တော့ဒီမှာကြည့်ထိုအသင်းတော်တို့ဒီဆိုတာဘယ်ဟာကိုညှို့လဲဆိုရင်မာကီဒေါနီပြည်ကအသင်းတော်တွေပြောတာဘာအသင်းတော်တွေရှိလဲဆိုတော့အဲ့ဒီမှာတတ်တာလုံးနေအသင်းတော်တို့ဘေရီမြို့မှာရှိတဲ့အသင်းတော်တို့ရှိတယ်သူတို့တွေကတအားအစဉ်ပြေနေကြတာမဟုတ်ဘူးဒုက္ခရောက်သလားမမင်းနဲ့ ုက္ခတွေထဲမှာစင်ရင်မွေးတည်မှုထဲမှာပင်လင်တို့ဟာလှူနိုင်ကြတယ်ကြည်စမ်းစမ်းစာမှာတို့ဟာတဲ့စင်ရင်ချင်းတွေစုံစမ်းချင်းတွေခံရပြီမဲ့တဲ့အဥ္စာပြုံးတီးသောစင်ရင်ချင်းကဘာဖြစ်စေလဲစွန့်ကျဲပေးကန်ခြင်းစည်းစိမ်ကိုဖြစ်စေတယ်လို့ပြောတော့ဒီသင်းတော်တွေကတို့တွေကတလောက်စင်ရင်မှုတွေဝန်းနေစရာတွေ သူတပါးနှုတ်ရှင်းမှုတွေဥစ္စာပြုံးတီးလောက်အောင်စင်းရဲပေမဲ့အဲ့ဒီစင်းရဲခြင်းကဘာဖြစ်စေတာလဲဆိုရင်တဲ့စွန့်ကျဲပေကံခြင်းစည်းစိမ်ကိုဖြစ်စေတာတဲ့ဒါဆိုရင်ရှင်ပေါလုကစင်းရဲတယ်လို့မပြောဘူးဘာလို့ပြောလဲဘာပြောပြောလဲစွန့်ကျဲခြင်းစည်းစိမ်လို့ပြောတယ်ပြန်ပြောမယ်နော်ကိုခံရတဲ့အလွန်ကြီးစွာသောစင်းရဲဒုက္ခတွေကြောင့်ဥစ္စာတွေ ပြုံးတီးသွားရင်တောင်းတဲ့ဥစ္စာပြုံးတီးတယ်ဆင်းရဲသွားတယ်လို့မပြောပဲဘာလို့ပြောလဲစုတ်ကျေပီကန်ချင်းစီးစိန်လို့ပြောတယ်ဒီနေ့ဒီမှာရှိတဲ့ချက်တော့ညီကိုမောင်တို့မတို့လှူရင်းမွဲတယ်ဆိုတဲ့စကားကြားဘူးတယ်မလားလှူရင်းမွဲနေတာနော်ကိုကတော့အောင်မြင်ခြင်းလို့လှူပါတယ်ကြွယ်ဝခြင်းလို့လှူတယ်ဆရာတွေကပြောတယ်လေလူရင်ကျွေးဝမယ်လို့ပြောတယ်လေလူရင် ကောင်းစားမယ်လို့ပြောတယ်လေ အာကောင်းစားခြင်းတော့အသက်ကုန်လှူတာဆယ်ဖို့တပို့တွေလည်းမှန်သလားမမင်းနဲ့လှူရင်းနဲ့မွဲကုန်တာကျွန်တော်ပြောပါမယ်နော် မွဲခြင်းလို့မွဲတာမဟုတ်တချို့တွေကအမွဲခံပြီးလှူတာဟာလေလုယအမွဲအမွဲခံပြီးလှူတယ်ဆိုပြီးတော့မှတယောက်မှတော့မွဲခြင်းနဲ့စိတ်ရှိမှာမဟုတ်ကနဦးအသင်းတော်တွေမှာကြည်လိုက်ခြံနေမြေတွေရောင်းပြီးလှူတာအဲ့လိုမျိုးချမ်းနေမြေတွေရောင်းပြီးလှူတဲ့သူတွေလည်းဒီနေ့ခေတ်မှာရှိပါတယ် ဒါကြောင့်ကျွန်တော်အားပေးချင်တာကဘာလဲဆိုရင်တဒုတိယဆင့်ရဲ့ရောခြင်းကဘာလဲဆိုတော့ဘာလဲစွန့်လွတ်တော်ရဲ့ရောမှုကိုမွဲခြင်းမွဲပါစေမစားရခြင်းမစားရပါစေကိုတဲနဲ့ပဲနေရပါစေ တပြားမှမကြံရင်လဲမကြံပါစေဘဝမှာတသက်မှာတခါလေးတော့အဲ့လိုလှူကြည့်စမ်းပါလားအဲလှူတော့မယ် အဲ့လိုတစ်ခါတော့လှူကြည့်ပါလားမုတ်ဆိုးမဒီနာကြီးနှစ်ပြားလှူတယ်လို့မျိုးဟုတ်ပြီနော်ကဲနောက်ဆုံးတစ်ဆင့်ကတော့နောက်ဆုံးတစ်ဆင့်လှူရဲ့ရောမှုကပါလဲဆိုရင်အသေးခံခြင်းအသက်ဆွန့်ခြင်းဆိုပြီးတော့မှကျွန်တော်အလူပေးထားတယ်တစ်သက်တာလုံးနေဩဝါဒစာပထမဆုံးခန်းကြီးနှစ်အပိုင်ငယ်ရှစ်မှာငါတို့သည် သင်တို့ကိုနှမျောစုံမတ်ခြင်းနဲ့တကားဘုရားသခင်၏ဧဝံဂေလိတရားကို မျှမကကိုယ်အသက်ကိုပင် ပေးခြင်းသော စေတနာစိတ်ရှိကြ၏ကဲဒီမှာတွေ့ရပြီရှင်ပေါလုကတတလုံးနဲ့အသင်းတော်မှာ၃ဘက်လောက်ကလေးနေပြီးတော့မှပြုစုခဲ့တာဒါပေမဲ့အဲ့ဒီတတလုံးနဲ့အသင်းတော်ဟာရှိတဲ့ယုံကြည်သူတွေကိုဘလောက်စေတနာရှိလဲလို့ပြောတဲ့အခါမှာတဲ့ဧဝံဂေလိတရားသာမက ပြောမယ်နော် အင်္ဂုကလေးတရားသာမကဘာလို့ပဲပေးခြင်းလဲအသက်ကိုပင်ပေးခြင်းနဲ့တဲ့အဲ့လောက်စေတနာရှိတယ်တဲ့ဒါဆိုရင်ရဲ့ရောမှုရဲ့အထွတ်ထိပ်ရောက်သွားပြီပထမရဲ့ရောမှုကဘာလဲမျှဝေခြင်းဒုတိယရဲ့ရောမှုကဘာလဲဆွန့်လွတ်ခြင်းတတိယရဲ့ရောမှုကဘာလဲအသက်ကိုပေးခြင်းအသက်ကိုဆွန့်ခြင်း ဆိုတော့အသက်ကိုပေးခြင်းဆိုတာကဘလိုမျိုး အသေးခံလိုက်မယ်လို့အသက်ခံလိုက်မယ်လို့ဆိုတာထက်ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုပေးတာရှိသမျှလို့ပြောရင်စွန့်လွတ်တယ်လို့ပြောရင်ငွေကြေးကြီးလည်းဖြစ်နိုင်တယ်အိမ်ယာလည်းဖြစ်နိုင်တယ်မြေကြီးလည်းဖြစ်နိုင်တယ်အခုကတော့ဘဝတစ်ခုလုံးကိုပေးတာ ငါကတဲ့မင်းတို့ကိုအေးဝံဂေလိတတ်တတ်ဟောယုံနေမကဘူးငါဘဝကိုပါ ပေးပြီးတော့ငါအသက်ကိုပါယင်းဒီမြုံနံခြင်းနဲ့စိတ်စေတနာအပြည့်ရှိတယ်တဲ့အဲ့တော့ချစ်တော်ညီကိုမောင်တို့မတို့ဒါကတော့လုံးဝအထုတ်ထိတ်ရဲ့ရောခြင်းဖြစ်တယ်နော်ကျွန်တော်ဘဝတစ်ခုလုံးကိုကိုတော့အတွက် ပေးလိုက်တော့မယ်ဟာကျွန်တော်ဘဝတစ်ခုလုံးကိုဒီတောသားတွေဒီလူရိုင်းတွေအတွက်ပေးလိုက်တော့မယ် ကျွန်တော်ဘဝတစ်ခုလုံးကိုသူတို့အတွက်ပဲယဉ်ဤမြုံနံလိုက်တော့မယ်ကျွန်တော်ဘဝတစ်ခုလုံးကိုဒီလူတွေပြောင်းလဲဖို့ရန်အတွက်ပဲကျွန်တော်စည်သေးလိုက်တော့မယ်ဟာကျွန်တော်အလုပ်တွေဆွန့်လိုက်တော့မယ်ကျွန်တော်ရဲ့မိသားစုတွေကိုဆွန့်လွှတ်ပြီးကျွန်တော်ဒီလူတွေအတွက်ဘဝတစ်ခုလုံးကိုပေးတော့မယ်ဆိုတဲ့နောက်ဆုံးအထွတ်ထိပ်ဖြစ်ပါတယ်ရဲ့ရောမှုဟုတ်မနော်ယောဟန်ခန်းကြီး15အငယ်73မှာကိုယ်ဆွေတို့ဖို့လို့ငါကိုယ်တက်ကိုစွန့်ခြင်းမေတ္တာထက် တာ၍မြတ်သောမေတ္တာသည်အဘယ်သူနိုင်မြမရှိတဲ့ဒါသခင်ယေရှုပြောတာလူတယောက်အပေါ်မှာထားတဲ့မေတ္တာအဲ့ဒီမေတ္တာရဲ့အထွတ်ထိပ်ကပယ်ထိသွားလဲအသက်ဆွန့်ခြင်းထိသွားတယ်သခင်ယေရှုခရစ်တော်ကသူ့ဘဝတစ်ခုလုံးကိုပေးပြီးကျွန်တော်တို့လူသားအားလုံးအတွက်အသက်ဆွန့်တယ်မလားဒါဆိုရင်သူ့ရဲ့အသက်ဆွန့်ခြင်းကရရောချင်းအဆင့်ဘလောက်လဲ ရရောချင်းအဆင့်3ကျွန်တော်တို့ဘလောက်ချစ်တယ်လဲဆိုတာကို သူ့ရဲ့ရက်ရောတဲ့အသက်ဆွန့်တဲ့ရက်ရောမှုကတက်တည်ပြခဲ့တာဖြစ်တယ်။ကဲဟုတ်ပြီ။မျှဝေသောရက်ရောမှုဆွန့်လွတ်သောရက်ရောမှု အသက်ဆွန့်သောရက်ရောမှု၃ခုဟာဘယ်မှာကြောရိုးခံပြီးသွားလဲဆိုရင်ချစ်ချင်းမေတ္တာပေါ်မှာကြောရိုးခံတယ်။နော်ချစ်လို့မျှဝေပေးတယ်။ဒါကအခြေခံ။ဒီထက်ပိုချစ်လို့ စွန့်လွတ်ပေးတယ်ဒါကနည်းနည်းအစင်းမြင့်အရာချစ်လွန်းလို့အသက်ကိုပင် ပေးတယ်ဒါကတော့အဆုံးထိပဲဒါကြောင့်မလို့ကျွန်တော်တို့မိတ်ဆွေချင်းချင်းတယောက်နဲ့တယောက်လာတငယ်ချင်းလာစားကြမယ်เนาะအတူတူเนาะညစာစားကြမယ်အတူတူမျှဝေကြမယ်တငယ်ချင်းဒုက္ခရောက်ရင်ပြောเนาะအစင်မပြင်းပြောเนาะငါ့ကိုကူညီလာတောင်းတော့ငါပေးမယ်เนาะငါပေးနိုင်တဲ့လောက်ငါကူညီမယ်เนาะဆိုရှိတဲ့ထဲကမျှဝေပေးတယ်ချစ်လို့မဟုတ်လား ဒီထက်ပိုချစ်ရင်တော့ဗာလဲဟာခါရရှိသည်များတွေအကုန်လုံးခါရပေးပြီးတော့တင်းချင်းရော့အကုန်ယူတာငါမှရှိသည်များအကုန်ပဲမင်းဘဝကြီးကောင်းစားပါစေအဲ့ဒါအရန်ချစ်လို့အလွန်ချစ်လို့ဆိုရင်တင်းချင်းငါမင်းအတွက်အသက်ကိုဝင်ပေးချင်တယ်နော်အဲ့ဒါအရန်ချစ်လို့အဲ့တော့ဆိုလူတွေကလေတဆင့်မှတော့မရရောနော်တောင်းမှကြောက်လို့ထွက်ပြေးတာ ဟဲဟဲဘာလာတောင်းတော့မယ်ဆိုတော့ထွက်ပြေးရောနော်အာသူနဲ့တွေ့ရင်တစ်ချိန်လုံးအကူညီတောင်းနေတာပဲတချို့တွေကတကယ်ပါ လုံးဝတစ်ချိန်လုံးအကူညီလိုနေတဲ့သူတွေရှိနလမထူနိုင်တဲ့သူတွေရှိရဲ့ဒီလားတစ်ချိန်လုံးကူညီပေးရမယ့်သူတွေကရှိနေတယ်နော်ဒါကြောင့်ကျွန်တော်တို့မျှဝေမာလာစွန့်လွတ်မာလာအသက်ကိုပင်မနှမျောပဲပေးမလားသခင်ရှုကတော့ကို့အဆွေ တို့အတွက်အသက်ဆွန်းတဲ့မေတ္တာမေတ္တာထဲတာ၍ကြည်တဲ့မေတ္တာမြတ်တဲ့မေတ္တာမရှိဘူးလို့ပြောပါတယ်။နောက်ဆုံးကြံပိုင်နဲ့ဏိဂုံချုပ်ပါမယ်။တုတ်တန်၁၁အငယ်၂၅စွန့်ကျဲတတ်တော်သူသည်ကြွယ်ဝလိမ့်မည်။သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်။ဒါကြောင့်မလို့ကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့အခါမှာတိတယ်တိလား။နော်ဒီတစ်ယောက်ကကစီကုတ်လား ဒီတယောက်ကရဲ့ရောသလားเนาะကျွန်တော်တို့တော့သူများကစီးကုတ်တယ်လို့ပြောကြတယ်သိလားကျွန်တော်မျိုးသမီးကိုကြတော့လက်ဖွာတယ်လို့ပြောတယ်ကျွန်တော်ကစီးကုတ်တာမဟုတ်ကျွန်တော်ကလေစနစ်ကြလဲဒါစီးစနစ်ရှိတာကျွန်တော်မျိုးသမီးကသူကရဲ့ရောတယ်ဒါပေမဲ့သူကစီးစနစ်မရှိနှစ်ယောက်ပေါင်းလိုက်တော့ပြီးသွားရောအဆင်ပြေသွားရောเนาะ तू ကကျွန်တော်မသိအောင်လဲပြေးတယ်သိအောင်လဲပြေးတယ်ကျွန်တော်ကတော့ နော်စီစေးပြီးတော့မှချင်းချင်းပြီးတော့မှပေးတင်တာလေးလည်းမပေးဖြစ်ဘူးမပေးတင်တာလေးလည်းပေးတဲ့အခါလေးလည်းရှိတယ်အမျိုးမျိုးပေါ့ဒါပေမဲ့ပြောချင်တာကျွန်တော်မိသားစုကိုကြည်လိုက်ရင် ဟောဆရာရနိုင်ဝင်းတို့မိသားစုကရက်ရောတယ်လို့မြင်လားဘယ်အဆင့်မှရက်ရောနေကြတာလဲအဲလိုမျိုးပေါ့နော်ဒီမှာရှိတဲ့သူတွေကကျွန်တော်ကြည်တဲ့အခါမှာရက်ရောတယ်ဆိုတဲ့အသက်တာမျိုးအသက်ရှင်မှုမျိုး မြင်နေရတယ်ဆိုရင်ဝမ်းသာစရာမကောင်းလား ကောင်းတယ်ကစီကုတ်တဲ့သူတော့တယောက်မှမပါပါဘူးเนาะဘာဖြစ်လို့လဲဆိုလို့ရှိရင်အားလုံးကအတိုင်းတာတစ်ခုနဲ့เนาะဘုရားသခင်ရှေ့မှာလူတွေရှေ့မှာရက်ရောနေကြတာမတက်တာလို့သာငြိမ်နေတာเนาะအဲလိုလားမပေးနဲ့ငါပေးချင်တာအရန်ပေးချင်တာမရှိသေးလို့ဟုတ်တယ်အဲ့လိုရှိတယ်เนาะမရှိသေးလို့ပေးချင်တာအရန်မဲအရန်မဲအဲလိုမျိုးเนาะ တကယ်ရှိလာရင်လည်းပေးနိုင်ကြပါစေဗျာရှိတာလေးလည်းပေးကြပါဦးလို့နော်တိုက်တွန်းပါတယ်စွန့်ကျဲတတ်တဲ့သူဟာကျွယ်ဝမယ်တဲ့နော်ကျွယ်ဝမယ်သူတစ်ပါးကိုရေလောင်းနေသူဟာကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရမယ်ခရိယန်တတရဲ့အထွတ်ထိပ်အသက်ရှင်မှုဟာစွန့်ကျဲပေးကမ်းခြင်းဖြစ်ပါတယ်လို့အားပေးတိုက်တွန်းပါတယ်ဖျားရှင်အရောက်တိုင်းကိုကောင်းချီးပေးပါစေ